မြမဟင်းနဲ့ထမင်းကိုတွဲဖက်ပြီးမစားတက်လို့မုတ်တွေစားပြီးရှင်သန်နေရတဲ့မေလာတန်စင်အလုံးမင်းမင်္ဂလာပါဗျင်းအောင် page လေးကနေကြည့်ဆိုလိုက်ပါတယ် မြန်မာနိုင်ငံမှာထမင်းကိုအ धिक အစားအစာအဖြစ်နေစဉ်စားသုံးကြပြီးစံနေကိုစိုက်ပျိုးပေးတဲ့တောင်သူဦးကြီးတွေကိုလည်းကျေးဇူးတင်ကြပါတယ်။ထမင်းအသက်9ရက်ဆိုတဲ့ဇာတ်ကားလေးပြောကြပေမဲ့အခုနောက်ပိုင်းမှာတော့ထမင်းမြင်ရင်စက်သိန်းထားတဲ့သူလည်းပေါ်လာခဲ့ပါတယ်။မြန်မာထမင်းဟင်းမစားချင်လို့ပေါင်မုတ်တွေကိတ်မုတ်တွေပဲစားတဲ့မိန်းကလေးလည်းပေါ်လာဘူးပါတယ်။မြန်မာထမင်းဟင်းတွေကိုအထင်သေးသလိုနဲ့အနံ့ရရင်ကြောက်နေတဲ့သူလည်းရှိပြီးမီလောက်တန်စင်ကတော့ထမင်းနဲ့ဟင်းကိုတွဲပြီးမစားတတ်တာပါ။ မီလာတန်စင်ငငယ်တော်ကတော့အမေကထမင်းချွေးလိုစားခဲ့ရပေမဲ့ထမင်းနဲ့ဟင်းကိုတွဲပြီးမစားတတ်ဘူးလို့ဆိုပါတယ်ထမင်းစားတဲ့အခါမှာအများစုကဟင်းနဲ့အတူနေပြီးစားတတ်ကြပေမဲ့မီလာတန်စင်ကထမင်းနဲ့ဟင်းကိုအတူတွဲစားရတာကိုမကြိုက်ပါဘူးထမင်းတိတန်တစွန်းစားပြီးမှဟင်းတိတန်တစွန်းစားတာပါထမင်းနဲ့ဟင်းကိုတွဲစားရမှာကိုမဝင့်မရေဖြစ်လို့တိတန်စီခွဲပြီးစားလို့ရှိပါတယ်သူ့ရဲ့စားပုံစားနည်းကထူးခြားနေပေမဲ့သူ့တသက်လုံးမှာထမင်းနဲ့ဟင်းကိုတွဲပြီးမစားခဲ့ပါဘူးအရွယ်ရောက်လာတဲ့အခါမှာတော့ထမင်းကိုလုံးဝဖျက်တော့ပစ်လိုက်ပြီးကိုယ်အလေးချိန်ကိုရှော့ချလိုက်ပါတယ် ယ်။အရင်ကနေစတင်ပြီးမေလတန်စင်းကထမင်းမစားဖြစ်တော့ပဲမုတ်တွေဆူရှိတွေပဲစားပြီးအသက်ဆက်ရှင်ခဲ့တာပါ။တရက်လုံးမှာထမင်းတစ်စွန်းလောက်ပဲစားပြီးနေထိုင်ခဲ့ရတဲ့ရက်တွေလည်းရှိပေမဲ့ကျမကြီးကတော့မထိခိုက်ခဲ့ပါဘူး။ထမင်းကိုလုံးဝမစားဘဲနေလိုက်တာကကိုယ်အလေးချိန်ကိုတိတိတတ်တတ်ရောကြသွားစေပြီးအရင်ကထက်လှသွားစေတာကိုမေလတန်စင်းကသဘောကျနေပါတယ်။အရင်ကတော့မေလတန်စင်းကပဖောင်ဖောင်လေးနဲ့ချက်စရာကောင်းသူဖြစ်ပြီးအခုမေလတန်စင်းကတော့မျက်နှာနဲ့ခန္ဓာကိုယ်ကသွင်လျောက်သွားပါတော့တယ်။ထမင်းမစားတာကြပြီဖြစ်လို့အိမ်ကမိသားစုဝင်တွေထမင်းဆိုင်ရင်လေမေလတန်စင်းကိုမခေါ် ကြဘူးရှင်။ထမင်းမစားဘဲအသက်ရှင်တန်နိုင်တာကြောင့်မေလောက်တန်စင်ကထမင်းမစားဘဲနေလာခဲ့တာအတော်ကြာသွားပါပြီ။နောက်ကျရင်လည်းခန္ဓာကိုယ်အလှပကိုထိမ့်သိမ့်မှဖြစ်လို့ထမင်းမစားဘဲဆက်လက်နေထိုင်သွားမှဖြစ်ပါတယ်။ ထမင်းနဲ့ဟင်းကိုအတွဲဖက်ပြီးတော့မစားသလိုထမင်းလည်းလုံးဝမစားတော့တဲ့မေလောက်သန်စင်ကိုတော့အံ့ဩနေကြတာရှိရင်တချို့ကလည်းဖြစ်မှဖြစ်နိုင်ပါမလားဆိုပြီးပြောကြပေမဲ့မေလောက်သန်စင်ကတော့တကယ်ဖြစ်နိုင်တာကြောင့်လုံးဝမစားဘဲအသက်ရှင်နေထိုင်ခဲ့တာပါမီလာတန်စင်ကအစောတော်ဖြစ်အောင်မြင်ပြီးတဲ့နောက်မှာတရုတ်ဆောင်လောကရဲကိုဝင်ရောက်လာတဲ့အချိန်တရုတ်ဆောင်လုပ်တဲ့အခါမှာအများနဲ့လှပနေဖို့လိုအပ်တာကြောင့်ထမင်းကိုလည်းဖျက်ထောက်ပစ်လိုက်တာပါနှာခေါင်းနဲ့မေယုတ်ကိုလည်းပြုပြင်ခွဲစိတ်ထားလို့မီလာတန်စင်ကအရင်ကထပ်ပိုလှသွားခဲ့ပါတယ် သူလိုချင်တဲ့အနေထားကိုရောက်ပြီဖြစ်လို့မေလတန်စင်လဲခြေနဲ့နေကအဝတ်စားမရွေးကိုလည်းဝတ်ဆင်လို့ရသွားခဲ့ပါတယ်။ထမင်းမဆားတဲ့နောက်မှာတော့ပေါ်ပါလာတဲ့မေလတန်စင်ကိုတချို့တွေကကျမကြီးထိခိုက်မှာကိုစိုးရင်ကြရရှင်။သူအတွက်တော့ထမင်းမဆားလဲကျမကြီးကကောင်းနေပြီးအနေငယ်စားရုံနဲ့တင်ဗိုက်ပြေသွားပါတော့တယ်။အခြားသောမင်းသမီးတွေလည်းခနာကိုအလှပကိုထိန်းသိမ်းဖို့အတွက်ထမင်းကိုလုံးဝဖျက်တော့ပြီးကိုအလေးချိန်ကိုရှော့ချထားကြတာပါ။မီလာတန်စင်ဟာအရင်ကတည်းကထမင်းမကြိုက်တတ်တဲ့သူမလို့သူ့အတွက်တော့ခက်ခဲတဲ့အရာမဟုတ်ပဲအချိန်တော်တွင်မှလှပသွားပါတယ်မြန်မာနိုင်ငံမှာနေထိုင်ပြီးထ မင်းနဲ့ဟင်းကိုတွဲပြီးမစားတတ်ဖို့ဆိုတာကြောင့်သူ့ကိုဝေဖန်တဲ့သူတွေလည်းရှိကြပါတယ်။မီလာတန်ဆင်ကနည်းနည်းလေးစားပြီးလှပောက်နေထိုင်တဲ့နီလန်ကိုရွေးချယ်လိုက်တာရှင်။ထမင်းနဲ့ဟင်းကိုတွဲပြီးမစားတတ်လို့တီးတန့်ခွဲစားတဲ့အပြင်အခုဆိုရင်တော့ထမင်းကိုလုံးဝမစားတော့တဲ့မီလာတန်ဆင်အပေါ်ဘလို့ထမင်းမိလဲဆိုတာခေါမမပြပြခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆလပ်ဘီဆလပ်ဘရတီသတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။